ရေထောက်ပွဲမှာအမားယွင်းကြုံပြီးတင်းဆောင်သွားခဲ့တဲ့စစ်သည်မော်တကိုမြောက်ကိုရီးယားရေတပ်ကပြင်ဆင်ပြီးသွားပြီလို့သိရပါတယ်။တန်ကျင်9000အနည်းချင်းရှိတဲ့ဖြတ်သည်မော်ဟာမေလရုံးကရေထောက်ပွဲအခမ်းအနားမှာအမားယွင်းတစ်ခုဖြစ်လို့သင်မော်ချင်းမှာပဲတချမ်းဆောင်တိမ်းမောက်နေခဲ့ပြီးသင်မော်ဝမ်ပိုင်းထဲကိုရေတွေဝင်ခဲ့တယ်လို့အစိုးရမီဒီယာတွေကဖော်ပြခဲ့ပါတယ်။အဲ့ဒီရေချောက်ပွဲကိုကိုရိုင်ကြီးမှုတက်ရောက်ခဲ့တဲ့နိုင်ငံခေါင်းဆောင်ကင်ဂျုံအွန်းကဒီကိစ္စကိုခရစ်မလွတ်နိုင်စရာပေါ်ဆောင်မှုအဖြစ်ဆွဆဲပြီး အပြင်းထန်စုဖို့ကြိမ်းပေါင်းခဲ့တယ်လို့အကြီးကတာဝန်ရှိတဲ့အရာရှိ၄ဦးခန့်ကိုလည်းဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ဂျိုရုဓာတ်ပုံတွေမှာတော့မြောက်ကိုရီးယားဟာတင်မောချင်းမှာရှိနေတဲ့ရေရင်ကိုအပြာရောင်တာပေါ်နေစတွေနဲ့အုံမောဖုံးကွယ်ထားတာကိုတွေ့ခဲ့ရပါတယ်။အခုတော့အဲ့ဒီဖြတ်တင်မောကိုပြင်ဆင်မှုတွေပြီးစီးသွားပြီးရေပြင်စီချထားပြီးပြီလို့အစိုးရပိုင်း KCNA သတင်းဌာနကဖော်ပြခဲ့ပါတယ်။ဖြတ်တင်မောဟာဂျွန်လ9ရက်နေ့မှာအကောင်ပြင်ဆင်ပြီးစီးသွားပြီးထန်ချက်ညီတဲ့အခြေအနေမျိုးနဲ့ရေချနိုင်ခဲ့တယ်လို့ ် KCNA ကဆိုထားပါတယ်။တစ်ဖက်မှာတော့ရေချောက်ပွဲတုန်းကအလွဲချော်ကြောင့်အဖမ်းခံထားရတဲ့မြောက်ကိုရီးယားအရာရှိတွေရဲ့လုံခြုံရေးကအကြီးအကျယ်စိုးရိမ်စရာဖြစ်နေတယ်လို့လူအခွင့်ရေးတက်ကြလှရှားသူတွေက ပြောပါတယ်။ Kim ကအဲ့ဒီမောင်ရမှုဟာနိုင်ငံရဲ့စစ်တရေကိုထိခိုက်ညှဉ်းနှံစေတဲ့ရာဇဝတ်မှုလို့ပြင်းပြင်းထန်ထန်ဆွဆွဲခဲ့ပါတယ်။ဖမ်းဆီးခံထားရသူတွေထဲကမြောက်ကိုရီးယားအာဏာရအလို့သမားပါတီရဲ့လက်နက်ခရံထုတ်လုပ်ရေးဌာနဒုတိယညွှန်ကြားရေးမှူးရီဟောင်ဆောင်လဲပေါဝင်ကြောင်းသတင်းတွေကဖော်ပြခဲ့ပါတယ်။ ဖန်ဆင်းခံရသူတွေကိုဘယ်လိုပြစ်ဒဏ်မျိုးပေးမလဲဆိုတာမသိရသေးပေမဲ့မြောက်ကိုရီးယားဟာတက်ရောက်မှုကြီးမားတဲ့အမားတစ်ခုခုကျူးလွန်မိသူကိုနှိရှိအလုတ်ကျန်းတဲ့ထောင်ဒဏ်တွေဒါမှမဟုတ်သေးတမ်းထိစီရင်ချမှတ်တာမျိုးတွေရှိခဲ့ဘူးပါတယ်။ကင်မဟာနိုင်ငံရဲ့စစ်အင်အားကိုချက်ထွင်တိဆောက်ရမှာ ရေတက်ရဲ့နီးပညာပိုင်းကိုလည်းအဆင့်မြင့်တယ်မို့စီစဉ်နေပါတယ်။ရေချရင်အမားယွန်းကြုံခဲ့တဲ့ဖြတ်သင်းပေါ်မျိုးဟာမြောက်ကိုရီးယားရေတက်ရဲ့ခင်အမီဆုံးစစ်ရေရင်တို့ယုံကြည်ရပြီးလက်ရှိအချိန်ထိရေတက်မှာနှစ်စီးပိုင်ဆိုင်ထားပြီးပါပြီ။ ဒါပေမဲ့လက်တွေခုံမောင်းပြီးစစ်စင်ရေးတွေမှာပါဝင်နိုင်တဲ့အစ်စ်မျိုးကတော့လာမယ့်နှစ်လောက်မှရောက်ရှိနိုင်မယ်လို့သိရပါရှင်။